အားလုံးပဲမင်္ဂလာပါကိုအောင်နေပြန် channel နဲ့ဆွေးနွေးလိုက်ပါတယ်ဒီနေ့မှာတော့ထိုင်းရောက်ချင်းကြီးကိုများအတွက်ဒီနေ့နေ့မှာကြုံတွေ့လာနိုင်တဲ့နေပညာနဲ့ပတ်သက်တဲ့ပြဿနာလေးတခုကိုပြန်လည်မျှပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ထိုင်းကိုဆဆရောက်ရှင်ပါပဲကျွန်တော်တို့ကုမ္ပဏီကနေပြီးတော့တတိလက်မှတ်နဲ့ပေါ့နော်ကျွန်တော်တို့ကိုဘဏ်ကောက်တခုတည်ဖွင့်ပေးတယ်အဲကျွန်တော်တို့ကိုဒီဘဏ်ရဲ့ ATM နံပါတ်နဲ့ password ရှောင်လုံးပါတယ်စာရေးတိတ်ပေးတယ်ပေါ့နော် โอเคကျွန်တော်တို့အဲ့ဒီဆင်ပြေတယ်ပြီးလို့ချင်းကျွန်တော်တို့ရဲ့ဖုန်းထဲကိုအဲကျွန်တော်ဆိုလို့ချင်းအခုပြထားတဲ့ TTP ban ပေါ့နော် TTP ban software ကိုကျွန်တော်တို့ဖုန်းထဲကိုထည့်လိုက်တယ်โอเคကျွန်တော်တို့ဖုန်းထဲကို software ထည့်ရလဲအဆင်ပြေတယ်အဓိကပြဿနာကအခုမှရောက်လာတယ်ပေါ့နော်ကျွန်တော်တို့ဖုန်းထဲကို TTP software ထည့်ပြီးတော့ TTP software တွေကိုအဲကျွန်တော်တို့ရဲ့ ATM ကနံပါတ်နဲ့ password ၆လုံးထည့်ပြီးတော့ဝင်တဲ့အခါမှာ ြဿနာဖြစ်နေရပေါ့နော်အမ်ဒီဖုန်းနဲ့ဒီ software မကိုက်ဘူးအမျိုးမျိုးပေါ့နော်ပြဿနာဖြစ်နေတယ်ပြဿနာဖြစ်တဲ့အခါမှာကျွန်တော်တို့လာဖွင့်ပေးတဲ့ဘဏ်ကအကူအမားတွေကိုကျွန်တော်တို့ကမေးကြည့်တယ်ကျွန်တော်တို့ကိုယ်တိုင်တော့မေးလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ထိုင်းစကားမတတ်တဲ့အတွက်စကားပြန်တွေကိုမေးခိုင်းတယ်မေးခိုင်းတဲ့အခါမှာသူတို့ကနေပြီးတော့ကျွန်တော်တို့ကို clear data လောက်ခိုင်းတယ် okay clear data လောက်လိုက်တယ်ဒါပေမဲ့အဆင်မပြေဘူးမပြေတဲ့အခါမှာသူတို့ကလည်းအလွယ်တကူပဲပြောလိုက်တယ်ပေါ့နော် နွဲ့ဖုံးနေရမကောင်းတော့ဘူးမနွဲ့ဖုံးနေရမကောင်းတဲ့အတွက်ဖုံးအစ်ဝယ်မှာအဆင်ပြေမယ်ဆိုပြီးတော့ကျွန်တော်တို့ကိုစကားပြန်နဲ့ပြန်ပြောခိုင်းနေပေါ့နော်โอเคဒါအောင်ကြောင့်ကျွန်တော်တို့လက်မကန်ဘူးဗျလက်မကန်အောင်ဆိုပါလို့လဲဆိုလို့ရှိရင်အဲကျွန်တော်တို့ DTV ဖွင့်မိရတာက3ရောက်အဲကျွန်တော်တို့3ရောက်ထဲမှာမှကျွန်တော်တို့တဲ့အကြီးပေါ့နော်ကျွန်တော်တို့အကိုတဝမ်းခွေရဆိုလို့ရှိရင်အမ်သူဖုံးဝယ်ထားမှ9လောက်လောက်ပဲရှိသေးတယ်အဲ့ဒီအတွက်သူက အဲဖုန်းအစ်စ်ထက်ဝက်ဖို့ဆိုတာအဆင်မပြေဘူးပေါ့နော်သူဖုန်းကကျွန်တော်မှတ်မှတ်ရရပဲအဲ Redmi 30C လေးဖြစ်တယ်အဲ့ဒီအတွက်သူကနေပြီးတော့အစ်စ်မွေးခြင်းမူမွေးခြင်းတဲ့အတွက်မျိုးစုံလောက်ကြည့်အောင်ဗျာ clear data လောက်အဲမျိုးစုံလောက်ကြည့်တယ်ကျွန်တော်တို့အဲ online ပေါ်မှာလည်းရှာတယ်လုံးဝအဆင်မပြေဘူးပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ timing ကြည့်လိုက်တယ်ပေါ့နော် timing ကြည့်တဲ့ခါမှာဟုတ်ပြီကျွန်တော်တို့နောက်ဆုံးနည်းတနည်းတော့ကြံသေးတယ်အဲ့ဒီနည်းကိုလောက်ကြည့်လိုက်လို့မှမရရင်တော့ကျွန်တော်တို့ဖုန်းအစ်စ်ဝယ်ဝယ်ရမယ်ပေါ့နော် ဘာလို့လဲဆိုလို့ချင်းကျွန်တော်တို့ကဘန်ကောက်တွေအသုံးပြုမှာဖြစ်တဲ့အတွက်ကုမ္ပဏီဘက်ကနေပြီးတော့ဘန်ကောက်တွေကိုပတ်စံထည့်ပြီးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တက်ကဘန်ကောက်ကအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ကမွေးမြူရေးဖြစ်တဲ့အတွက်အပြင်ကိုထွက်ဖို့လည်းအဆင်မပြေဘူးမပြေတဲ့အတွက်ကျွန်တော်တို့ဘန်ကတ်နဲ့လွှဲတာမျိုးလုပ်လို့မရတဲ့အတွက်ကျွန်တော်တို့အတွက်ဘန်ကတ်ကအရန်ကိုအရေးကြီးတယ်ဒါကြောင့်မဆိုလို့ကျွန်တော်တို့နောက်ဆုံးနည်းကိုစဉ်းစားကြည့်လိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှန်းတဲ့အတိုင်းပဲဗျနောက်ဆုံးနည်းကလုံးဝအဆင်ပြေသွားတယ် အဲအကိုကြီးဖုန်းတစ်လုံးနဲ့အဆင်ပြေရမှာပေါ့နောက်ထပ်နှစ်ယောက်ရဲ့ပုံမှာကျွန်တော်တို့ anytime ပဲအဆင်ပြေသွားရပေါ့နော်အခုကျွန်တော်ပြောပြသလိုမျိုးတက်တနာနဲ့ဂျုံတွေ့နေရရင်ဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကို စက်ကြည့်ပေးပါဘန်ကောက်ကိုကျွန်တော်တို့ရဲ့ဖုန်းတွေကိုထည့်လို့မရတာကအချက်တစ်ချက်ပဲရှိပါတယ်ကျွန်တော်တို့ရဲ့ဖုန်းကဆိုလို့ရှိရင် stable အလုံးနေဆိုလို့ရှိရင်ဘန်ကောက်ထည့်ရတာတစ်ခါလေအဆင်မပြေပါဘူးအလုံးတိုင်းလို့မပြောပါဘူး RAM မီ၊ Xiaomi တို့မှာအခုပြဿနာကိုအများဆုံးကြုံတွေ့ရပါတယ်ခင်ဗျာတကယ်လို့သာကိုကမှကိုရဲ့ Redmi မီအဲ Xiaomi ဆိုတော့ကျွန်တော်တို့တရုတ်လုံးနေပေါ့နော် China လုံးနေ Stevey တွေမှာဘန်ကောက်ကိုတုံးနေတယ်ဆိုရင်တော့တစ်ချက်ပဲပြုလုပ်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဖုန်းကိုအဲ Pacific Reset ဆိုတဲ့အပြင် Reset ချမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့မှာအရေးကြီးတဲ့ data အချက်လက်တွေပြတ်သွားနိုင်ပါတယ် တကယ်လို့သာ data chalet တွေမပြတ်ချင်ဘူးဆိုလို့ရှင်အဲကျွန်တော်တို့ Google Drive ပေါ်မှာကိုယ့်ရဲ့ data chalet တွေကိုကြိုတင်သိမ်းထားလို့လည်းရပါတယ်ခင်ဗျာတကယ်လို့မှကိုကနေပြီးတော့ stable လုံးနေခြင်ထားတယ်ဘဏ်ကကိုတုံးနေတဲ့ဆိုရင်တော့ facility reset ကိုချအောင်ရှားမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်လဲကျွန်တော်တို့အဲ Redmi 30C ရဲ့နောက်ပြီးတော့ကျွန်တော်တို့ K35G ရဲ့နောက်တစ်လုံးကိုတော့ကျွန်တော်လည်း3မထားမိလိုက်ဘူး အဲကျွန်တော် stable အလုံး၃လုံးကို positive result ရှာပြီးတဲ့အခါမှာဘဏ်အကောင့်ကိုတုံးလို့ရတာကိုကျွန်တော်တွေ့ရတဲ့အတွက်ပြန်လည်မျှော်ပေးခြင်းဖြစ်ပါတယ်။လုံးဝအဆင်ပြေပါတယ်ခင်ဗျာ။ဒါကတော့ကျွန်တော်တို့ထိုင်းနိုင်ငံကိုအဲကုမဆောက်တဲ့ညီကိုများအတွက်အသုံးဝမယ်ထင်လို့ပြန်လည်မျှော်ပေးခြင်းဖြစ်ပါတယ်။တကယ်လို့သာ positive result ရှာလို့မှအဆင်မပြေဘူးဆိုလို့ချင်း comment မှာစာထားခဲ့ပါခင်ဗျာ။ကျွန်တော်လက်တွေ့စမ်းသပ်ပြီးမှရလာတာမို့လို့ ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်အားလုံးဆင်မြေကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ